မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပရိတ်၃လုံးကိုပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ကျွန်တော်တို့မှာပရိတ်ကတလုံးထဲတော့ပရိတ်နည်းတွေလည်းရှိတယ်ပေါ့နော်တို့တို့ကျွန်တော်ကဒီတလုံးထဲတော့ပရိတ်နည်းတွေကပြတ်မှာရှုတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုမှာပရိတ်၃လုံးကိုပြပြီးတော့မှာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ဒီ669 68ခွန်း266နိနိခွန်းအဲ့ဒီနှစ်ပင်ကိုမူတည်ပြီးတော့ကျွန်တော်ဒီ388တပင်ကိုစာပြီးတော့လေ့လာကြည့်အောင်ပါနော် โอเคအဲ့ဒီမှာဆိုရင်ကျွန်တော်ဒီ6နဲ့6နဲ့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒီအဘောက6ရယ်ဒီအောက်က6ရယ်ပေါ့နော်ဒီ6 6နှလုံးပေါင်းမှာဖြစ်ပါတယ်6နဲ့6ပေါင်းရှင်းဒီကျွန်တော်စက်နှစ်ရတယ်ပေါ့နော်အဲ့ဒီရလာတဲ့နှစ်ကိုနောက်ထပ်ပုံဒီအနောက်ကနေလေးနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။နင်းနဲ့လေးပေါင်းချင်း600ရတယ်ပေါ့နော်။6ကိုကျွန်တော်တိတ်တိုးတာဆိုရင်ခွန်ဖြစ်ပါတယ်။6ကိုတိတ်တိုးတာခွန်ပေါ့နော်။အဲ့ဒီခွန်ကိုနင်းနဲ့ပေါင်းချင်းဒီ 6ဆိုပြီးရပါတယ်69ပြိတ်3လုံးပါနော်နောက်ထပ်တစ်ချိန်မှာကျွန်တော်3 8 8ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီမှာထိတ်လိပ်ပိတ်ကနန်း3လုံးပေါင်းမှဖြစ်ပါတယ်ပေါ့နော်ရှင်းနဲ့ကြိမ်ဆက်6 6နဲ့3ပါရှင်း9ဆိုရတဲ့9ပြိတ်3 88ဖြစ်ပါလေ။ Okay အဲ့ဒီနေ့အတိုင်းပဲကျွန်တော်နောက်ထပ်တစ်ပြင်ကိုဆက်ကြည့်အောင်ပါနော်။အဲ့မှာတော့ကျွန်တော်9ပြိတ်3 88ဖြစ်ပါတယ်ခင်ဗျာ။ โอเคနောက်ထပ်တစ်ချိန်မှာလည်းကျွန်တော်တို့ဒီ6ရဲ့အပေါ်က6နဲ့ဒီအောက်ကတင့်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ဒီ6နဲ့တင့်ပေါင်းရှင်း900ရည်ပေါ့နော်။ခုနှစ်ကို4နဲ့ပေါင်းမှာဖြစ်ပါတယ်။ခုနှစ်လေးပေါင်းရှင်း7တစ်ကိုတင့်တို့တာနှစ်ပေါ့နော်။နှစ်ကိုကျွန်တော်တို့ခုန်ကိုနှစ်ပေါင်းတာ9လို့ယူထားတဲ့အတွက်နှစ်ကိုနှစ်ပေါင်းရှင်း4တင်းနေလေးပြိတ်သုံးလုံးဖြစ်ပါတယ်ပေါ့နော်။နောက်ထပ်တစ်ချိန်မှာ339ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။3ရှစ်ရှစ်ပြီးတော့339 ဒါကြောင့်မို့အဲ့မှာတော့ကဏ္ဍ၃လုံးပေါင်း၃ရက်၃ညရက်၉ရက်၃လုံးပေါင်းရှင်နိဗ္ဗိဖြစ်ပါတယ်ခင်ဗျာနိဗ္ဗိ၃တုံများ၉ဖြစ်ပါတယ်တပန်းကျွန်တော်ဒီနေ၅တိ၃တုံများ၉ဒီ၃တုံများ၉ရက်ရှိမှနေ၅တိဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီတော့ဒီတင်းနဲ့၅နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်တင်းနဲ့၅နဲ့ပေါင်းတော့ပေါင်းရှင်း၆ရက်လေးပေါ့နော်ရလာလေး၆ခုအနောက်ကပုံတိလင်းနဲ့ပေါင်းတော့၆နဲ့၄ပေါင်း၃၃ညတိတိကိုနှစ်ပေါင်းတော့၃ ၃ည13ပြိ3လုံးရတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ3 5နှစ်ဖြစ်ပါတယ်ဒါ3 5အနှစ်ပေါ့နော်3 5နှစ်ဖြစ်ပါတယ်ဒါကြောင့်မို့အဲ့မှာ3ရယ်5ရယ်ပေါင်းတာ8ရတယ်ပေါ့နော်8နဲ့2ပေါင်းရှင်း30 3ညပြိဖြစ်ပါတယ်ခင်ဗျာ3 5နဲ့ကနန်း3လုံးပေါင်းရှင်း3ညပြိဖြစ်ပါတယ်တပန်းကျွန်တော်ဒီ9နဲ့9နဲ့ထပ်ပေါင်းမယ်ပေါ့နော်9 9 9 3 9နဲ့ဆိုတဲ့အတွက် ဒီ9 9ထပ်ပေါင်းတော့ပေါင်းရှင်း30ရမှာဖြစ်ပါတယ်ဒီ9နဲ့ဒီ9နဲ့ပေါင်း30ပေါ့နော်3ညကို6နဲ့ပေါင်းတော့ပေါင်းရှင်း400ရတယ်6ကိုတိတိုးတာ9 9ကိုနှစ်ပေါင်းရှင်းခွန်6 9ခွန်ပရိ3လုံးပါ3 9နှစ်ဖြစ်ပါတယ်ခင်ဗျာ3 9နှစ်ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ3 9နှစ်ဖြစ်ပါတယ်ဒါကြောင့်အဲ့မှာ3 9ပေါင်းတာ7နှစ်နေနဲ့နှစ်ပေါင်းတာ6ရဆိုတဲ့အတွက်ကျွန်တော်ဒီမှာ6ပရိဖြစ်ပါတယ်ပေါ့နော်ဒီ3 9နှစ်ကနန်း3လုံးပေါင်းရှင်း400ရတယ်ပေါ့နော် တဖန်ဒီညတော့ဒီ9တုံညာခွန်ဒီမှာ3ခုနေရရှိမှာ9တုံညာခွန်ရှိတယ်ပေါ့နော်ဆိုတော့ဒီ9ရဲ့တုံညာရဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9ရဲ့တုံညာရဲ့ပေါင်းတော့900ရတယ်ပေါ့နော်9ကိုလည်းနောက်က၄နဲ့ထပ်ပေါင်းတော့9 9 10တုံညာကိုနှစ်ပေါင်းရှင်း9တုံညာနေပရိသုံးလုံးပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ2 4 6ဆိုပြီးရတယ်ပေါ့နော်ဒါကြောင့်အဲ့ဒီမှာ၄နဲ့6ပေါင်း10 7နှစ်ဆိုတဲ့အတွက်ကြောင့်မို့နေပရိဖြစ်ပါတယ်ခင်ဗျာ နေလေး6တုံးလုံးပေါင်းရှင်နေရတယ်ပေါ့နော်တဖန်နေလေး6ရဲ့အရှိမကိုလေးကိုဖြစ်ပါတယ်ကိုလေးကိုနေလေး6ဆိုတဲ့အတွက်ဒီအပေါ်ကငါတုံများခွန်ကတုံများရဲ့၄ရဲ့ပေါင်းမှာဖြစ်ပါတယ်တုံများနဲ့၄ပေါင်းရှင်ဒီ၄ဖြစ်ပါတယ်ပေါ့နော်လေးနဲ့ထပ်ပေါင်းတော့ပေါင်းရှင်7တိတူတာ6 6ဝန်နေပေါင်း7 8 9တိပရိတ်၃လုံးရတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာဆိုရင်3နှစ်၄ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့3နှစ်နေပေါင်း5 9နှစ်၄ပေါင်းရှင်6ဆိုရတဲ့ဒီမှာ6ပရိတ်ဖြစ်ပါတယ်ခင်ဗျာ သုံးနှစ်လေးကနန်းသုံးလုံးပေါင်းရှင်ကိုပရိဖြစ်ပါတယ်နောက်ထပ်ကျင်တော့နှစ်လေး၅သုံးနှစ်လေးမှာဒီအပေါ်ကလေးနဲ့ဒီအောက်ကလေးနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်လေးနဲ့လေးပေါင်းရှင်ဒီ၈ရာတွေပေါ့နော်ရှေ့ကနောက်ကပုံဒီလေးနဲ့ပေါင်းတော့ရှင်းနဲ့လေးပေါင်းစနစ်နှစ်ကိုတိတူတာ၃၃ကိုနှစ်ပေါင်း၅နှစ်၃၅ပရိ၃လုံးပါဆိုရင်၈၅နှစ်ဖြစ်ပါတယ်၈၅နှစ်ခေတ္တကြောင့်မို့ရှင်းနဲ့၅ပေါင်း၃၃နဲ့နှစ်ပေါင်းရှင်၅ဆိုတဲ့အတွက်ဒီမှာ၅ပရိဖြစ်ပါတယ်ခင်ဗျာ ရှင်းငါနဲ့တုံလုံးပေါင်းရှင်းငါပြေပေါ့နော်တဖန်ဒီရှစ်တတရှင်းငါနဲ့ဒီရှင်းငါနဲ့ရရှိမှာရှစ်တတရှိတယ်ပေါ့နော်ဆိုတော့ဒီတော့ဒီဘောကလေးနဲ့အောက်ကဒီတင့်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်လေးနဲ့တင့်ပေါင်းတော့900ရတယ်ပေါ့နော်ငါကအနောက်ကလေးနဲ့ပေါင်းတော့9တုံများကိုနှစ်ပေါင်းနှစ်9တုံများနှစ်ပြိမ့်မှာ865ဖြစ်ပါတယ်ခင်ဗျာ865ဒါကြောင့်မို့ရှင်းနဲ့6ပေါင်းတာ14လေးနဲ့9ပေါင်းရှင်း9ပြိမ့်ဖြစ်ပါတယ် ရှင်းချောင်းကကနန်း၃လုံးပေါင်းရှင်၉ပေါ့နော်။တပန်းကျွန်တော်ဒီ၉ကိုလေးရှင်းချောင်း၅ဆိုရတဲ့ဒီဘောကတည့်ရဲ့အောက်က၉ရဲ့ပေါင်းပါဖြစ်ပါတယ်။တင်းနဲ့၉ပေါင်းရှင်၁၀။တုံညာကိုအနောက်ကလေးနဲ့ပုံတည်ထပ်ပေါင်းတော့၄၅၅ကိုနှစ်ပေါင်းခွန်၄၅ခွန်ပရိတ်၃လုံးရတယ်ပေါ့နော်။နောက်ထပ်တစ်ချိန်မှာ၃၅၆ဖြစ်ပါတယ်ခင်ဗျာ။၃၅၆ ဒါကြောင့်မို့ဒီနေ့တော့၃နဲ့၅အပေါင်းရှင်ရှင်ရှင်နဲ့၆ပေါင်း14ရာတယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာ၄ပြည့်ဖြစ်ပါတယ်ခင်ဗျာ။၃၅၆၃ပေါင်းရှင်၄ဖြစ်ပါတယ်။โอเคကျွန်တော်9 3ည6 3 9 6ဆိုတဲ့အတွက်ဒီဘောက9ရဲ့ဒီအောက်က3ညရထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာ။ဟာဆိုရင်ဒီ9နဲ့3ညနဲ့ပေါင်းရှင်းဒီ9ဖြစ်ပါတယ်။9ကိုကျွန်တော်လေးနဲ့ပေါင်းတော့73 3ကိုတိတိုးတာ4ပေါ့နော်။4ကို2ပေါင်း6အ နီးအရာ3 4 6ပြည်ရတယ်ဗောနော်နောက်ထပ်တစ်ချိန်မှာသူက6 4 6ဆိုပြီးဖြစ်ပါတယ်6 4 6ဒါကြောင့်မို့ကျွန်တော်ဒီ6နဲ့4ပေါင်းချင်း30 16ဆိုရတဲ့ဒီမှာ6ပြည်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့6 4 6 3လုံးပေါင်းချင်း6ပြည်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်မှာကျွန်တော်3ည9 4 6 4 6ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဒီ3ညနဲ့ဒီအောက်မှာရှိတဲ့9နဲ့ထပ်ပေါင်းတာပေါင်းရှင်9ညရတယ်ပေါ့နော်ခွန်ကိုနောက်ကပုံသေး4နဲ့ထပ်ပေါင်းတော့9နဲ့4ပေါင်းရှင်ဒီ ဆက်တည်ဖြစ်ပါတယ်။ဒီနေ့နေ့ကနေ့ပေါင်းတာလေးတင်းနေ့လေးပရိမာ98ဖြစ်ပါတယ်ခင်ဗျာ98ဖြစ်ပါတယ်ဗောနော်โอเคဒါကြောင့်မို့အဲ့မှာတော့98ပေါင်းရှင်းသည်15 99ပေါင်း14ဆိုရက်၄ပရိဖြစ်ပါတယ်98လုံးပေါင်းရှင်း၄ဗောနော်တပန်း86 98ဆိုတဲ့အတွက်ဒီတော့ဒီခွန်ရဲ့ဒီခွန်နဲ့ထပ်ပေါင်းမယ်ဗောနော် ခွန်နဲ့ခွန်ပေါင်းရှင်းသည်14ဖြစ်ပါတယ်၄ကိုနောက်ကပုံသည်၄နဲ့ပေါင်းတော့ပေါင်းရှင်း၈ရှစ်ကိုတိတိုးတာ9ကိုကိုနှစ်ပေါင်း17ရှိကိုတိပရိမှာဆိုရင်69ရောက်စုပြီးဖြစ်ပါတယ်ကိုခွန်ရှိပြီးတော့နောက်ထပ်တစ်ကြိမ်မှာ69ရောက်ဖြစ်ပါတယ်ဗောနော်โอเคဒါကြောင့်မို့အဲ့မှာ6နဲ့9ပေါင်း55 9နဲ့6ပေါင်း80နဲ့တည်ဆွေအတွက်ဒီမှာတိပရိဖြစ်ပါတယ်69 6 3ပေါင်း80တည်ရတယ်ဗောနော်တပံ တုံည9 9 69 6ဆိုတဲ့အတွက်ဒီခွန်ရဲ့9ရဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ခွန်နဲ့ငါးပေါင်းတော့ပေါင်းရှင်းစနေရတယ်။နှစ်ကို၄နဲ့ပေါင်းမယ်ပေါ့နော်။နှစ်နဲ့၄ပေါင်းရှင်း6 6ကိုတိတိုးတာခွန်ခွန်ကိုနှစ်ပေါင်းရှင်းဒီ9နှစ်ရ6ခွန်9ပြေ3လုံးရနေတယ်ပေါ့နော်။ Okay ဒီမှာဆိုရင်3 8 9 3 3 9 2 3 9 2 3ညာဆိုပြီးတော့ဒီပြေ3လုံး3 8ရနေစာပြီးတော့တောက်6ဆက်ပေးလာတယ်ပေါ့နော်။ 20ချိန်မှာဒီနေ့အရာဆက်ပြီးတော့ OK သွားခင်မယ်ဆိုရင်6.9ပရိတ်၃လုံးရနေတာဖြစ်ပါတယ်ဗောနော်ဆက်ပြီးမပေးရတော့ကျွန်တော်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်နေ့အရာဆက်ပြီးတော့ OK နေတယ်လို့ပြက်လဲပြက်တတ်တယ်ဗောနော် OK ဆက်ပြီးတော့ကျွန်တော်ပရိတ်အားနည်းနည်းကိုလည်းဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာဒါလေးကတော့ကျွန်တော်၃လုံးပေါင်းချင်းပရိတ်အားနည်းနည်းတစ်မျိုးဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီမှာအာရှောက်ပရိတ်အားနည်းတာလေးလေးရှောက်ဆိုရတဲ့၃လုံးပေါင်းချင်းလေးပရိတ်ဖြစ်ပါတယ်ဗောနော်၈ပရိတ်ပေတာဆိုရင်၉၅တေဆိုရတဲ့၃လုံးပေါင်းချင်းက ငါးပရိပေတာဆိုရင်ကိုကိုတုံများဆိုတဲ့အတွက်ရှင်းပရိပေါ့နော်အရာနေတောက်လျှောက်ဖြစ်ပါတယ်ပြပြင်းလုံးဝမရှိသေးဘူးပေါ့နော်ပင်ရှိဖြစ်ပါတယ်ခင်ဗျာဒီမှာလေ၃၃၆အနေစာပြီးတော့ဒီဘက်တသက်မှာဆိုရင်လေတောက်လျှောက် okay နေဆဲပဲပေါ့နော်အဲဆိုရင်ဒီမှာနိနိခွာနေစာပြီးတော့တောက်လျှောက်ဖြစ်ပါတယ်ပြည့်ခဲ့တဲ့ဘက်မှာကျွန်တော်40နဲ့6နိပရိပေထားတာဖြစ်ပါတယ်6ခွန်ရှိပြီးတော့နောက်ထပ်တစ်ချိန်မှာ6 9 6ဆိုတဲ့အတွက်၃လုံးပေါင်းရှင်းသည့် တည်ရလိုက်တယ်ပေါ့နော်တည်ပရိတ်ဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်နေပရိတ်ပေးတာ okay တယ်ပေါ့နော်နံပါတ်40နဲ့ကိုပြီးတော့နံပါတ်50ကျန်ဒီဆက်ပြီးတော့ okay ဦးမလားဆိုတာလေးကြည့်အောင်ပေါ့နော် okay ဒါလေးကသူရဲ့နေလေးဖြစ်ပါတယ်ပေါ့နော်တုံညာလေးလေးမှာ10ပရိတ်ကိုပရိတ်ပေးတာ10ပရိတ်10ပရိတ်ပေးတာ9ပရိတ်ပေါ့နော်3ပရိတ်ပေးတာ9ပရိတ်ဆိုပြီးဖြစ်ပါတယ်ဒီမှာတော့6ပေါ့နော် okay ရှင်ကနေပြီးတော့ဒီမှာစာအုပ်ကစံတော်တဲ့အတွက်ဒီမှာထပ်ပြထားတယ်ပေါ့နော် အဲမှာ6ပြိပေတာ9 10ပြိပေတာ9 3ညပြိပေတာ9 9ပြိပေတာ4 3ပြိပေတာ6 2ပြိပေတာ4 2ပြိပေတာ6 9 6ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်အဲ့မှာတိပြိဖြစ်ပါတယ်ခင်ဗျာပေဒီပြိကိုအနီရောင်လေးနဲ့ရေးပြန်ပို့ပြီးတော့အဆင်ပြေမြတ်ဗောနော်9ခွန်10ပြီးတော့ကျွန်တော်6 9 6ဆိုပြီးဖြစ်ပါတယ်သူရဲ့နှီးလေးကတော့ကျွန်တော်ဒီခုနှစ်ကုန်တဲ့ချိန်ပေါင်းနဲ့ရှင်းမှတဲ့ချိန်ပေါင်းနဲ့ရှင်းမှတဲ့ချိန်ထပ်ပေါင်းနေပါတော့။ဒါဆိုခုနှစ်ချိန်ဆက်လေး ၄နဲ့၈ပေါင်းရှင်းစနစ်ဖြစ်ပါတယ်။နှစ်ကိုဒီအောက်က၆နဲ့၆ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်။နှစ်နဲ့၆ပေါင်းတော့ခြေဆိုတဲ့အတွက်ကျွန်တော်တို့ဒီ၅၀ကျိန်းမှာရှင်းပရိအားနေမှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်ဒီမှာရှင်းပရိဖြစ်ပါတယ်ပေါ့နော်။50ကျိန်းမှာတင်ရှာနည်းအရရှင်းပရိပေးမှာဖြစ်ပါတယ်။ Okay နောက်ထပ်နည်းတွေကိုလည်းကျွန်တော်တစ်ဆက်တည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးကတော့ကျွန်တော်ပင်ချေပေါ့နော်ပရိအားနေဖြစ်ပါတယ်။ လေးလေးတုံးတုံးလေးကိုပေးတာခုနှစ်ရာဆိုတဲ့အတွက်ခုနှစ်ပြိဖြစ်ပါတယ်ခင်ဗျာခုနှစ်ပြိပေါ့နော်၃ခုခုဆိုတဲ့အတွက်ခုနှစ်ပြိပြီးရင်ရှင်းလေးခု၃ခု၈တိပြိကိုပေးတာရှစ်ခုလေးဆိုတဲ့အတွက်တိပြိပေါ့နော်ဒါကဥဂိနီ7ပဲဖြစ်ပါတယ်ဒီမှာတောက်6ပေါ့နော်ဒါကအစိမ်းအောင်လေးနဲ့ရှင်းထားတဲ့ဟာကကျွန်တော်တူချပြီးသွားခဲ့တဲ့ပြိတွေဖြစ်ပါတယ်ပေါ့နော်ဒီအနီအောင်လေးနဲ့ကတော့ကျွန်တော်ပေးတဲ့ပြိတွေဖြစ်ပါတယ် ဒီခရီးတစ်ပတ်မှာကျွန်တော်တင်ချာနေရာတေ3339နေကိုပေးတာပေါ့နော်အဲ့မှာကျွန်တော်ခမန့်တာက2969ခုနှစ်ပြိပေါ့နော်သူ့လိုရှားသွားတာက696ဖြစ်ပါတယ်ဒီမှာ269 296က696ဖြစ်သွားတယ်ပေါ့နော်โอเคဆိုတော့ဒီမှာ9ခွန်ရှိပြီးတော့696ဆိုတဲ့အတွက်တေပြိဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့အဲ့မှာနီးနံပါတ်တစ်ခုပြည့်တယ်ပေါ့နော် ဘလောက်ပဲသွန်းနည်းတွေကောင်းနေပြီစီပေါ့နော်ပြတ်တတ်တယ်ခင်ဗျာကျွန်တော်တို့အာပင်ရှိကုန်မှကျွန်တော်တို့ပြက်ပြင်းတွေလည်းရှိတယ်ပေါ့နော်ပြက်ပြင်းတွေရှိတယ်ဆဲပြီးတော့ organic ဆဲနည်းတွေကိုပဲပြပြရှင်းဖြစ်ပါတယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ပြပြလိုက်တဲ့အားတွေဒါအကုန်လုံးဒီ organic မှာဖြစ်ပါတယ် okay ဒီပြခရီးဘက်မှာတော့ဒီ tip rate တစ်ခုပြက်သွားခဲ့တယ်ပေါ့နော်6960အတွက် tip rate ဆိုတော့အဲ့မှာနည်းနံပါတ်1တစ်ခုပြက်တယ်ပေါ့နော်အဲ့ဒီနည်းအရာဆက်ပြီးတော့လေလာကြည့်မယ်ပေါ့နော် 39596969မူတည်ပြီးတော့ကျွန်တော်တို့ဆက်ပြီးလေ့လာကြအောင်ပါနော်39596969ဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာဒီခုနှစ်ကို၄နဲ့ပေါင်းတာဆက်တည်ပေါ့နော်ဆိုတော့9ကို၄နဲ့ပေါင်းမယ်ပေါ့နော်ခုနဲ့၄ပေါင်းတာဆက်တည်ခုနဲ့၄ပေါင်းတာဆက်တည်ပေါ့နော်အဲ့ဒီမှာတော့အတိပရိတ်တည်းကြားရတဲ့ခက်ခဲတွေအတွက်ဒီနေ့တခုပြတယ်ပေါ့နော်ဒီဘက်မှာ9နဲ့၄ပေါင်းချင်းဒီ9ဆိုတဲ့အတွက်ဒီနေ့ရ9ပရိတ်အားနေတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တပင်ပြတ်ရှိတယ် 6နဲ့ခွန်ပေါင်း73ဆိုတဲ့အတွက်၄နဲ့ခွန်ပေါင်း7တိပေါ့နော်ဆိုတော့ဒီမှာ9နဲ့ခွန်ပေါင်းမယ်ပေါ့နော်6နဲ့ခွန်ပေါင်း73 9နဲ့ခွန်ပေါင်း76 6ပြိတ်တော့ဒီမှာအားနေနေတာဖြစ်ပါတယ်ပေါ့နော်6ပြိတ်ခုနက6ပြိတ်ဒီမှာအားနေနေတာတွေ့ရတယ်9နဲ့4ပေါင်း73ဆိုတဲ့အတွက်ဒီ6ကိုလည်း၄နဲ့ပေါင်းတော့သိဖြစ်ပါတယ်6 9 6တော့မြောက်ပြိတ်ပေးမယ်ပေါ့နော်တင်ရှာနည်းရဒီဟာလေးတွေကိုကျင်းနေတဲ့ဆိုရင်ပေါ့နော် ်အဲ့ဒါ9 6ပေါင်း73 4နဲ့6ပေါင်း30ပေါ့နော်ဆိုတော့ဒီဒီဘက်မှာလေ9ကို6နဲ့ပေါင်းတော့55 5ပြိအားနေတာဖြစ်ပါတယ်ပေါ့နော်တပန်နောက်ထပ်တစ်ခုကဒီ၃လုံးပေါင်းရှင်းပရိတ်ကို10နဲ့ပုံဒီထပ်ပေါင်းတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ၄ပရိတ်ကို10နဲ့ပေါင်းတာ၅ဆိုတဲ့အတွက်ဒီ10ပရိတ်ကို10နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဆိုတော့ဒီမှာ၄ပရိတ်အားနေတာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ခုဒီချိခွန်လျှောက်ကနန်း၃လုံးပေါင်းရှင်းတစ်ကို၈နဲ့ပေါင်းတာ၉ဆိုပြီးဖြစ်ပါတယ်ဗောနော်၃ညခွန်၄ပေါင်းရှင်းတစ်ကို၈နဲ့ပေါင်း၉ဆိုပြီးဖြစ်ပါတယ်ဆိုတော့ဒီအရှိ၃လုံး၃ညငါးခုပေါင်းရှင်း၄လေးကို၁၄ကို၈နဲ့ပေါင်းရှင်းဒီ၂၀နဲ့နှစ်ဆိုတဲ့အတွက်နေပရိအာနေနေဗောနော်ခုနကကျွန်တော်ဒီနှစ်ကခုနခါဗောနော်ခုနပင်ရှိကနေ့ရ၈ပရိဆိုတော့ကျွန်တော်ကြာနေတာလေးဒီမှာထပ်ဖြည့်ပြမယ်ဗောနော် โอเคဒါဆိုရင်တင်တော့ဒီမှာကြံနေတဲ့ပြိကကြံနေတဲ့ပြိက၃ညတိတိပြိကြံနေပါတော့တိနေ၃လေးကြံတယ်လေး၅၆၇၈၉ဆိုတော့တိ၃၄ခုပြိလွတ်နေတယ်ပါတော့တင်ရှာနေရဖြစ်ပါတယ်ခင်ဗျာဒီမှာလည်းတော့ပြတ်တက်တယ်ပါတော့ဒီဟာလေးကို ထပ်ပြီးတင်ပြပါအောင်ဆိုတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တစ်သုံးလေးခွန်ပရိတ်ကြံနေတာဖြစ်ပါတယ်ဆိုတော့တစ်သုံးလေးခွန်ပရိတ်ကြံနေတာဖြစ်တယ်ပေါ့နော်ခုနကကျွန်တော်အာ6ခုကိုဆိုတော့3 4ခုမှာ9ပရိတ်ပဲလွတ်မယ်ပေါ့နော်ဆိုတော့အဲ့မှာ9ပရိတ်များလာပေါ့နော်9ပရိတ်ဒီမှာ6ခု9ဆိုတော့ကျွန်တော်ဒီ6ပရိတ်ကအာနေထဲမှာပါတယ်9ပရိတ်လည်းအာနေတာဆိုပေမဲ့ရှားပြီးသွားတက်တယ်လေပေါ့နော်ကျွန်တော်တင်ချာနေရအရာလေးတောက်လျှောက်ဖြစ်နေတယ် ဆိုတော့6ခွန်9ပြိထင်းမှာ9ပြိဖြစ်ပါတယ်။ Okay အဲ့ဒီမှာလဲ3ခွန်ခွန်ကဏပေါင်းချင်း9ပြိ694ပြိ963ပြိပေါ့နော်။20နဲ့ဒီနောက်ပြီးမှာပြပြထားတယ်။ဒီတစ်ပတ်မှာအဲ့ဒီမှာလဲခွန်6ခွန်ပြိပါတယ်ပေါ့နော်။6ခွန်ပြိပါတယ်။ဒီမှာ6ခွန်ပြိပါတယ်ပေါ့နော်။နောက်ထပ်တစ်ခုဒီတစ်ခုကပင်ရှင်ဖြစ်ပါတယ်ပေါ့နော်။ပြိ6လုံးဖြစ်ပါတယ်။900ခွန်ပြိ3ခွန်ခွန်9ပြိ694ပြိပေါ့နော်။အဲ့မှာတောင်း6ဖြစ်ပါတယ်။ ဒီမှာတော့ခုနှစ်ပြိမ့်မှာပါဘူးပေါ့နော်9683ည23ဆိုတော့ခုနအတိတ်3လေးခွန်ဆိုတော့ဒီမှာလေး3ပြိမ့်ပါနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ20ဒီဘလော့ပဲကောင်းနေပါစေပေါ့နော်ပြတ်တက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်မှဆရာမမီတို့ကြိုက်တဲ့ဟာကိုပဲရွေးရှင်လို့ရတယ်ပေါ့နော်ဒါကတော့နံပါတ်30နဲ့6ကြိမ်ရှိပြီပေါ့နော်9683ည23ပြိရနေတယ်။ Okay အဲ့ဒီပြိ3လုံးပဲတုံးမယ်ဆိုရင်တော့609ပြိဖြစ်ပါတယ်ဗောနော်။ Okay ဒါကတင်ချာနီအရမိတ်ဆွေများ လေ့လာလို့ရအောင်ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်။ကြည့်ရှုတဲ့အခါမှာတော့ကြည့်ရှုပြုပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါခင်ဗျာ။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။